နောက်ထပ်မေးခွန်းတစ်ခုကတော့တပည့်တော်လူဖြစ်ဖို့ခက်ခဲတယ်ဆိုတာဟုတ်ပါသလားရှင်ဗျာအကယ်၍လူဖြစ်ဖို့ခက်ခဲတယ်ဆိုလို့ရှင်ဘယ်လောက်ထိခက်ခဲပါသလဲနောက်တစ်ခုကကြတော့ဘယ်လိုတွေလုပ်လို့ရှင်လူဖြစ်ပါသလဲဘာတွေလုပ်လို့ရှင်နတ်ဖြစ်ပါသလဲဘာတွေလုပ်လို့ရှင်ဂျမားဖြစ်ပါသလဲတပည့်တော်လူတွေမှာ အရေးအတွက်အကန့်အသတ်ရှိသလိုဒီနတ်တွေဂျမားတွေငကားတွေဘလူးတွေမှာရောအရေးအတွက်အကန့်အသတ်ရှိပါသလားရှင်ဗျာ လူဖြစ်ဖို့ခက်ခဲတယ်ဆိုတာမနုတ္တတဘာဝတုံ့ဘောလို့ဆိုတဲ့စာပေရဟုတ်တယ်လို့ပြောဒါပေမဲ့လူဖြစ်ဖို့ခက်ခဲတယ်ဆိုတာဘသူတွေကိုပြောတာလဲဘယ်သရဝါတွေကိုရည်ညွှန်းတယ်လဲလို့ဆိုမြတ်စွာဘုရားဟောထားတဲ့လက်ကန်းကြီးဥပမာနဲ့ကာနာကစ္စပောပမာဆိုရင်တုတ်တန်အရာဆိုလို့ရှိရင်တော့သူကတရိษံတကောင်ရဲ့အနေထားမှာကြည့်လိုက်မယ်ဆိုရင်သူကစားဖို့ရရဲ့ နိုင်ခြင်းမို့ရဲ့ကံကုံခံစားဖို့ရဲ့ဒါပဲသူရှိတယ်မှန်ပါဗျာအဲ့ဒီစားဖို့အတွက်တဏ္ဏလောဘဖြစ်နေတယ်ရံပြူတာကိုယ်လာရံပြူတာတို့အဲ့ဒါတွေနဲ့အမြဲတမ်းကြုံနေရတော့သူဒေါသနဲ့အမြဲတမ်းရှိနေကြောက်တာလဲဒေါသပဲဥပမာချင်းသေးကကျွဲတွေကြိုက်တဲ့ဆိုရင်ကျွဲကိုဖမ်းတယ်ဆိုရင်ချင်းသေးကလည်းဒေါသပဲမှန်ပါကျွဲကလည်းကြောက်လို့ပြေးရင်ဒေါသပဲမှန်ပါသူတို့ဟာစားဖို့ရလဲ တော့ဘာဖြစ်ရလဲဒီတကောင်းတကောင်းအတွက်မှလည်းပဲနိုင်ချင်းရတာဆိုတော့ဒေါသတွေဖြစ်တယ်။ဘာလောဘဒေါသမဖြစ်ဘူးဆိုတဲ့အချိန်မှလည်းပဲအမှန်တရားကိုသိနိုင်စွာမရှိလို့မောဟတွေကလွန်မိုးနေတယ်။မှန်ပါဗျာ။အိဋ္ဌာရဲ့စာရရဲ့ကာမဂုဏ်ခံစားရရဲ့ဆိုတဲ့အကုသိုလ်တရားတွေနဲ့တဘောအဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်တွေဖို့ဟာသူတို့မှာဒါနကောင်းမှုဆိုတော့လည်းဘယ်လိုမှမရှိနိုင်ဘူးနော်။ကိုကျင်းသီလဆိုတော့လည်းဘယ်လိုမှမရှိနိုင်ဘူး။ မရှိနိုင်သေးတဲ့အတွက်ကြောင့်သူတို့ရှူတော့ကနေကြည့်လိုက်မယ်ဆိုရင်လူဖြစ်ဖို့အလွန်ခက်တယ်ဆိုတာဟုတ်ပါတယ်နောက်တစ်ခုကဘာပဲဖြစ်ဖြစ်နှိုင်းရှင်ကြည့်ရမယ်မှန်ပါဗျာဥယျာဉ်ချင်းနှိုင်းရှင်ကြည့်လိုက်မယ်ဆိုရင်တရိษံတွေက species မျိုးစားတွေအများကြီးရှိတယ်မှန်ပါဗျာငားတစ်ကောင်ရဲ့မွေးဖွားနှုန်းကိုကြည့်ပေါ့ငားတစ်ကောင်ဟာဥတ္တမောင်များစွာရှိတယ်လူတစ်ယောက်ရဲ့မိမိခင်ရဲ့ ိုယ်ထဲမှာဘလောက်တတိတည်နိုင်တော့နော်ပွေဖွားနိုင်တော့ဆက်လွန်နေတယ်လေမှန်ပါဗျာအဲ့တော့တရိษံနေရဲ့ပွေဖွားနှုံးလူရဲ့ပွေဖွားနှုံးနဲ့ကြည့်မဲ့ဆိုရင်လူရဲ့ပွေဖွားနှုံးကလွန်နေတယ်မှန်ပါဗျာလွန်နေတော့မမွေးဖွားပဲနဲ့လူဖြစ်မှာမဟုတ်သည့်အတွက်ကြောင့်အဲ့ဒီရှုထောင့်ကကျင့်နေတယ်ပဲလူဖြစ်ဖို့တော့ခက်ခဲတယ်မှန်ပါဗျာအခုခေတ်ဆိုရင်တော့ပိုးပြီးတော့လူဖြစ်ဖို့ခက်ခဲလာတယ်ဘာကြောင့်လို့ဆိုရင်လက်လက်ခံတဲ့လူကနေလာမှန်ပါဗျာ တားဆီးတဲ့ပုဂ္ဂိုလ်တွေကများလားမှန်ပါဗျာလာခြင်းတော့လဲလာလို့မရအောင်တားတဲ့စနစ်တွေပေါ်လာမှန်ပါဗျာတော့ဗာနဲ့တူလာတော့ဆိုရင် immigration နဲ့ဟိုလာတဲ့နေရာအဗီဇာထုတ်မပေးတာနဲ့တော့တူမှန်ပါဗျာဒီကလည်းအဝင်မခံဘူးမှန်ပါဗျာဟိုကလည်းဟိုဗီဇာမပေးဘူးဆိုရင်ရောက်လာဝယ်ရတော့ခက်တယ်လေမှန်ပါဗျာအဲ့တော့ဘယ်ရှုတော့ကကြည့်ကြည့် တိရစ္ဆာန်တွေရဲ့ဥယေနဲ့ကြီးလိုက်မဲ့ဆိုရင်လူဖြစ်ဖို့ခက်ခဲတယ်လို့ပြောရမှာဖြစ်တယ်မှန်ပါဗျာဒီလူရဲ့မွေးဖွားနှုန်းနဲ့ကြီးမဲ့ဆိုရင်လည်းလူဖြစ်ဖို့ခက်ခဲတယ်ဆိုတာဒါလက်တွေ့အဖြစ်သက်ခံနိုင်ပါတယ်မှန်ပါဗျာဘလောက်ထိခက်ခဲပါသလဲလို့ဆိုတော့ခုနကတိရစ္ဆာန်တကောင်လူလူဖြစ်ဖို့ကြတော့သူကလူဖြစ်စေတတ်တဲ့ဒါနသီလဆိုတဲ့ကုသိုလ်ဖြစ်ဖို့ဆိုတာသူ့ဘဝမှာအလုံးကိုခက်ခဲတာ အဲ့ဒါမှမရှိလို့ရှိရင် तू ကဘယ်လိုလုပ်လို့ဖြစ်မလဲအဲ့ဒါကြောင့်မို့သူ့ရဲ့တသက်တာကာလအသက်တန်းကလည်းဆိုပါစို့တိရစ္ဆာန်တွေတော့မြင့်မြင့်ရှိမှာပေါ့ခွေးတွေဆိုလို့ရှိရင်အသက်အစိတ်တဲ့ကြောင်းမှမထင်ပါဘူးမှန်ပါဗျာမှန်ပါဗျာအဲ့ဒီကောင်းနေရဲ့အများစုကိုကြည့်လိုက်မယ်ဆိုရင်ခုနလိုလောဘတွေဒေါသတွေမောဟတွေနဲ့ပဲသူတို့ဘဝဆုံးသက်သွားတာဆိုလူဖြစ်စေတတ်တဲ့ကုသိုလ်ကောင်းမှုမှာသူတို့လုံးဖို့ဆိုရင်မတမခဲရင် ်မှန်ပါအကြောင်းတရားခဲရင်ဒီအတွက်ကြောင့်သူတို့ဟာလူဖြစ်ဖို့ခဲရင်လည်းလို့ပြောမှန်ပါဗျာဘယ်လိုလို့ရင်လူဖြစ်ပါတယ်လဲလို့ဆိုလို့ရှိရင်လူဖြစ်ဖို့ကြတော့ခုနပြောတဲ့ဌာနကောင်းမှုရင်လည်းလုပ်ရမယ်တိလာရင်လည်းစောင့်တရားမှန်ပါဗျာကိုချင်းတိလာဆိုတာအကျဉ်းတရားတို့မေတ္တာတို့ကိုခြေခံတာဖြစ်တယ်မှန်ပါဗျာတစ်ဖက်သားကိုမထိခိုက်စေတဲ့အရာဖြစ်တယ်မှန်ပါဗျာဒါနဆိုတာကြတော့အများကိုစာနာထောက်ထားတယ်မှန်ပါဗျာအများကို ပေါ်မှာမေတ္တာထားတယ်အဲ့တော့အဓိကကတော့အကျဉ်းနာနဲ့မေတ္တာဟာဒီလူဖြစ်ဖို့ရာအတွက်ဒါတော်တော်ကိုအရေးကြီးတဲ့အရာပေါ့နော်မှန်ပါဗျာတန့်စင်နဲ့မေတ္တာနဲ့အကျဉ်းနာတရားတွေပေါ်မှာအခြေခံပြီးတော့ဒါနကောင်းမှုသီလကောင်းမှုလုပ်လို့ရှင်တော့လူဖြစ်ပါမှန်ပါဗျာနတ်ဖြစ်တာလည်းပဲအဲ့ဒီတိုင်ပဲမြတ်စွာဘုရားကတော့တာမန်ဒါနသီလလုပ်တဲ့ပုဂ္ဂိုလ်တွေကလူဖြစ်တယ်တဲ့အထက်တန်းကြလောက် ဆက်ဆက်မြဲမြဲလှုပ်တဲ့ပုံကိုယ်တွေကလူထဲမှာတောင်းမပဲသူကတထေးသေးချေလူကိုအစိုးရတဲ့မင်းမျိုးတွေဖြစ်တယ်မှန်ပါဗျာနောက်ကြတော့လွန်လွန်ကဲကဲဒါနသီလလုံးမနှက်ဖြစ်တယ်လူတွေလှုပ်ထားတဲ့ပို့ပြီးတော့သူကသာလွန်နေလို့ပြောတယ်မြတ်စွာဘုရားဟောတဲ့ထဲမှာဆိုရင်ဘယ်တော့မှစိတ်မဆိုးတဲ့လူတယောက်အမျိုးသမီးတယောက်ဟာလည်းပဲသူဖြစ်တယ်ဟောနှက်ဖြစ်တယ်ပေါ့လူဘဝမှာသူကစိတ်မဆိုးအောင်နေတယ်မှန်ပါဗျာနောက်တယောက်ကတော့ ဖာလေးလာတောင်းတောင်းနည်းနည်းလေးဖြစ်ဖြစ်စေလှူတယ်အမှန်ပြီးတော့ဘယ်တော့မှလိမ်မပြောဘူးအမှန်တရားကိုပြောတယ်ဆိုတဲ့အကြောင်းတရားလေးတွေနဲ့လည်းပဲနှက်ဖြစ်တာတွေရှိတယ်အမှန်ပါအဲ့တော့ဆိုလိုတာကတော့ကုသိုလ်ကောင်းမှုရှိရင်နှက်ဖြစ်နိုင်တယ်လို့ပြောမှာအမှန်ပါဘာတွေလုပ်ရင်မြမဖြစ်တယ်လဲဆိုတာကြတော့ तू ကတမထချင်းစဉ်ကိုကျင့်ရမှာ तू အမှန်ပါတမာတိကိုပေါပေါရောက်ရောက်အောင်မြင်သည်ထီအောင်လူတွေရဲ့ဒီ မျက်စိနာနာလက်ရကာယနေပြီးတော့လူတွေမှာဖုန်းတို့ခုပြောကြတယ်ပါကြတယ်ဆိုမျက်စိကနှစ်သက်စရာအယုံကိုချိပြီးပြောတယ်မှန်ပါဗျာနားကตายရတဲ့အတန်းကိုနားထောင်ပြီးပြောတယ်ဟုတ်တယ်မှန်ပါဗျာမှန်ပါနှာခေါင်းကဝေးကျတဲ့အနံကိုနားရှုပြီးပြောတယ်လျှာကကောင်းတဲ့အရာတော့တရက်ပြီးတော့ပြောတယ်မှန်ပါအဲ့ဒီကာမဂုဏ်အယုံနေနဲ့ပြောနေတဲ့ပုဂ္ဂိုလ်တွေကတပိုင်းမြမဖြစ်သွားရင်အဲ့ဒါတွေကိုဆုံးလွှတ်ရမှန်ပါ ဆွလွတ်ပြီးတော့သူတို့ကငြိမ်းချမ်းတဲ့တမာတိစွမ်းအားနဲ့တည်ကျိန်တဲ့အယုန်တစ်ခုပေါ်မှာခြေခံပြီးတော့သမထကျင့်စဉ်ကိုကျင့်တယ်။မှန်ပါဗျာ။ဒီကာမဂုဏ်အပျော်တွေကနေထွက်ပြီးတော့ဒီတဲ့အစင်းမြင့်တဲ့ငြိမ်းချမ်းတဲ့အပျော်ပေါ့။မှန်ပါဗျာ။တရားနဲ့ပြောတယ်လို့ဆိုပါစို့။မှန်ပါဗျာ။အဲ့ဒီလိုတရားကျင့်နိုင်ပြီးတော့သမထကျင့်စဉ်အစင်းစဉ်သူ့အစင်းလိုက်အောင်မြင်မှဖြစ်မှာဆိုတာဖြစ်တယ်။မှန်ပါဗျာ။နော်။ လူတွေမှာအရေးအတွက်ရှိသလိုနတ်ပြမနဂါဘလူတွေမှာအရေးအတွက်အကန့်အသတ်ရှိပါသလားအရေးအတွက်တော့ရှိတယ်အကန့်အသတ်ဆိုတာကမရှိနဲ့မှန်ပါဗျာနော်အကန့်အသတ်ဆိုတာမရှိဘူးအကန့်အသတ်ဆိုတာဘလောက်ပဲရှိရမယ်ဆိုရင်ဒီလိုကန့်တတ်တာမှန်ပါဗျာလူတွေမှာလည်းပဲအရေးအတွက်တော့ရှိတယ်အကန့်အသတ်ဆိုတာကဟိုကနန်းနေနဲ့ပြောမစင်ဘလောက်ပဲသူကရှိတယ်ဆိုတော့အကန့်အသတ်တော့မရှိပါဘူးမှန်ပါဗျာဘုံမှန်ပြီးတော့ပြောရမယ်ဆိုရင်ဘုံ တိတက်တဲ့အရွယ်နောက်ပိုင်းမှာလွတ်လပ်ရတဲ့အချိန်ပိုင်းမှာဆိုရင်ပမာပြည်ရဲ့လူကြီးက28တန်းပဲရှိတယ်။မှန်ပါဗျာ။နော်28တန်းပဲရှိတယ်။ခုတန်းပေါင်း90ကျော်64ပါးကဖြစ်လာတယ်။မှန်ပါဗျာ။အဲ့တော့အရေးအတွက်ကတော့ဒါတကောင်စင်ရင်မှန်လို့ရှိရင်တော့မှန်မှာပေါ့နော်။မှန်ပါဗျာ။အရေးအတွက်ကအဲ့လိုပဲနတ်ပြပါတွေကလည်းပဲကုသကောင်မှုလုပ်တဲ့လူတွေများလာလို့ရှိရင်နတ်တွေအရေးအတွက်တိုးတက်တယ်။မှန်ပါဗျာ။ တရားကျင့်တဲ့ပုဂ္ဂိုလ်တွေများလို့ရှင်တယ်ဗြမာကြီးအတွက်တို့တတ်တယ်မှန်ပါဗျာနော်နဂါးဖြစ်စေတတ်တဲ့ဒီနဂါးဆိုတာတော့စတုမာရီနတ်ထဲပါတယ်နဂါးရှိတယ်တရိစ္ဆာန်နဂါးရှိတယ်မှန်ပါဗျာအဲ့တော့တရိစ္ဆာန်ကတော့မကောင်းတာတွေလုပ်လို့ဒေါသအကြီးတဲ့ပုဂ္ဂိုလ်တွေကနဂါးဖြစ်တယ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်တွေကဘလူးဖြစ်တယ်ပေါ့မှန်ပါဗျာအဲ့ဒီနဂါးတို့ဘလူးတို့ကြတော့စတုမာရီဘုံထဲမှာအဝင်းနဲ့ ်ငါကဘလူလဲရှိတယ်မှန်ပါဗျာအဲ့ဒါတွေကြတော့ကုသိုလ်တစ်ပိုင်းပါတယ်ပေါ့နော် ကုသိုလ်လုပ်တာတွေပါတယ်မှန်ပါအဲ့တော့သူတို့မှလည်းပဲဥယျအတုအယုတ်တော့ရှိတယ်ဘလောက်ပဲရှိရမယ်ဆိုတဲ့အကန့်အသတ်တော့မရှိပါဘူးမှန်ပါဗျာနော်မှန်ပါဗျာနောက်တစ်ခုကတပည့်တော်ကြားဥတာဒီဟောမျက်စောဖျားဟောကြားတယ်လို့ကြားဥတာပဲ तू ကမြေကြီးပေါ်ကမြေမုံတို့ချို့လက်သေးကုန်မုံတင်ပြီးတော့ အမေးတာပေါ့မြေမှုံတွေကပုံဒီကဘာမြေကြီးကမြေမှုံကပုံများသလားလက်သေးဘုံကမြေမှုံကပုံများသလားမေးရအဲ့တော့သူပြောတဲ့ဥစ္စာမှာလည်းပဲလူပြန်ဖြစ်တဲ့လူတွေကနေလူပြန်ဖြစ်တဲ့အရေးအတွက်ကဒီဟောလူတွေကငကိုရှိပြီးသားလူတွေကကဘာမြေကြီးလောက်ရှိရဲဆိုလူပြန်ဖြစ်တဲ့အရေးအတွက်ကလက်သေးကုန်ဘဝမြေမှုံလောက်ပဲဖြစ်တယ်လို့တပည့်တော်တို့ဖတ်ဘူးတယ်အဲ့ဥစ္စာမှန်ပါသလားဗျာအဲ့ဒီဥပမာတော့တခြားနေရာဟောတာပါဗျာဆောက်ရှာမှန်ပါဗျာဟောတခြားနေရာဆိုတော့သစ္စာလေးပါတိတူမတိတူအဲ့လောက်ထင်အောင် ပမာဏကွာခြားတယ်လို့သူတို့ဆုံးလို့တာပေါ့နော်မှန်ပါဗျာမှန်ပါလူဖြစ်ပြီးတော့လူသေးပြီးတော့လူပြန်ဖြစ်တဲ့ပုံကတော့ကမ္ဘာလောကကြီးမှာဒီခလုတ်ကတဲ့ခြိုင်ခြင်းနေနဲ့မตายရတဲ့တောတောင်ဒီနဲ့ตายရတဲ့ပန်းဥယျာဉ်နေနဲ့ဖေအားများတယ်ဆိုတဲ့ဥပမာနဲ့ပဲဖျားဟောတယ်မှန်ပါဗျာ အဲ့တော့တောတောင်တွေကตายရတဲ့နေရာအမှန်တမ်းနဲပြီမตายရတဲ့နေရာလူသွားလို့ဝင်လို့မရအောင်ရှုပ်ထွေးတဲ့နေရာတွေကများတယ်ပေါ့နော်ဥယျာဉ်နေနဲ့ဗိမာန်နေနဲ့ตายရတဲ့နေရာကနဲတယ်ပေါ့မှန်ပါဗျာနောက်ပြီးတော့သစ္စာလေးပါတည်သူမတည်သူဟိုလည်းပဲအဲ့မြေကြီးပေါ်မှာတင်ပြီးတော့မြတ်စွာဘုရားတက်တဲ့ပေါ်မှာတင်ပြီးတော့နခသီခတုတ်လို့ခေါ်တယ်မှန်ပါဗျာအဲ့ဒီတုတ်တံမှာအဲ့လိုလူဥယျာဉ်နဲ့ပတ်သက်ပြီးခေါ်တာတော့အဲ့လိုခေါ်တာဟုတ်မှန်ပါဗျာကန္နကိစ္စဘောဘာမှာတော့မှာ တင်ပါဗျာလိတ်ကန်းကြီးတကောင်ဟာလိတ်ဆိုတဲ့ကောင်ကပင်နယ်ထဲမှာပင်နယ်လိတ်ပေါ့နော်ဟုတ်ပါဗျာပင်နယ်ထဲမှာကျမ်းပြန်အောင်မှလျှောက်သွားနေနှစ်ပေါင်းတရာကြာမှပင်နယ်ရေမျက်နှာပေါ်တက်ပြီးတော့အသက်ရှူတယ်ဟုတ်ပါဗျာအနှစ်တရာမှအသက်ရှူတယ်အဲ့ဒီမှာပင်နယ်ထဲမှာလိုင်းပုတ်လို့မျောနေတဲ့တဘိုးကြီးကအပေါက်တပေါက်ထဲပါတယ်အပေါက်တပေါက်ထဲပါတယ်တဘိုးကြီးနဲ့ခုနလေကြီးကခေါင်းပြူလိုက်တဲ့ပင်နယ်ပေါ်မှာခေါင်းပြူလိုက်တဲ့အချိန်လေးမှာ သူခေါင်းနဲ့ဒီတဘိုးသားတို့ကြီးရဲ့အပေါက်နဲ့အကြဆွပြီးဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ခက်ခဲတယ်ပေါ့နော်အဲ့တော့တရိษံဘဝရောက်သွားတဲ့တရိษံတကောင်ဟာလူဖြစ်ဖို့ခဲနေတယ်အဲ့လိုခေါ်တယ်အဲ့ဒါမှန်ပါဗျာတင်ပါဗျာအဲ့ဒီပုံစံနဲ့ခေါ်တယ်နော်